အဲ့လေစိတ်မှာဆိုလဲအဲ့လိုဘယ်လိုပြောမလဲအကူကြီးလိုချင်လို့စောင့်နေတဲ့သူတွေရွာသားတွေအများကြီးမှအများကြီးရှိတယ်။ပြီးတော့တချို့တွေဆိုလို့ရှိရင်လည်းပေါ့နော်ဟိုရရဲကျွန်တော်တို့လာသာလူပေးပါဘာမှမဟုတ်ဘူးလဲမပေးနဲ့ဆက်လီဘူးလဲမပေးနဲ့ပေါ့နော်အထီးကကျွန်တော်တို့ရွာသားတွေအဆင်ပြေသွားရင်ရရဲဆိုတော့အတန်လေးတွေကြတော့စိတ်မကောင်းအကုန်လုံးကကိုယ်မှာကိုယ်ပဲရှိပြီးကိုယ်ရရဲဆိုတော့ပုံစံပေါ့နော်ပြီးတော့ရောက်သွားတဲ့အချိန်မှာလည်းဟိုကုန်းမဟုတ်ပဲနဲ့ရေပြင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုသူတို့က အိမ်ပြိုသွားလဲရရတယ် channel စိမ့်အိမ်မယ်ဆိုလုံးလို့မရအောင်အိမ်တွေကလည်းတော့ဘလို့လဲခြေတန်းရှိအိမ်တွေကလေခြေတန်းလေးတွေပဲရှိတော့တာတချို့အိမ်တွေဆိုခြေတန်းတော့မရှိတော့ဘူးအဲ့လိုရေးပေါ်မှာပြင်သူတို့တော့အပြင်တောင်ပြားလေးတွေပေါ့နော်အဲ့ဟာလေးတွေပဲရှိတော့တာဆိုတော့တော်တော်စိတ်မကောင်းဖြစ်ရတယ်အဲ့တော့သူတို့ကဘလို့နေကြလဲဆိုတော့တရွာလုံးပြို့သွားပြီဆိုရင်ရွာရဲ့အဲ့မှာရှိရဲ့ကုန်းမြင့်လို့ဖြစ်နေတဲ့ဟာလေးတစ်ခုမှမအဲ့လိုအမိုးကြီးတွေထိုး ဖိုးပြီးတော့အကုန်လုံးစုပြီးတော့အဲ့လိုရှင်ကြိုက်လဲဘာမှအကာအကွယ်မရှိပါတော့အဲ့လိုနေရမီးလည်းမရှိဘူးဆိုတော့ဟိုသူများရဲ့ထက်လည်းမီးရဖို့ကိုခက်ခဲတယ်ဆိုတော့လေတော်တော်တော့အဲ့မှာတော့တော်တော်ခက်ခဲကြတယ်ဟုတ်သူ့နဲ့ရောဟုတ်မပြေလည်သေးတာကြတော့หนีဖို့အိမ်နေအိမ်နေကြတော့ပြန်ပြင်ဆောက်ရမှာမဟုတ်ဘဲနဲ့တလုံးလုံးအစ်စ်ကပြန်ဆောက်ရမယ်အနေထားရှိရပါတော့ maybe သွားလူတော်ကမမက်ရရဆိုရင်ဘာလဲဆိုအဲ့အဖွာတယောက်ဆိုရီလာတော့ပြီးတော့သူကပြုံပြုံလေးပဲလာခေါ်လာခေါ်ပြီးတော့ပုံမှန်ကြီးရဲ့ အဲ့ဒါအဲ့အဖွားအိမ်နဲ့ပြိုသွားတာဆိုပြီးတော့လေလှမ်းပြရတဲ့အချိန်မှာလေဝလုံးလေးတစ်တိုင်ပဲရှိတော့တယ်ရေပေါ်မှာဝလုံးလေးတစ်တိုင်ပဲရှိတော့အချိန်မှာလေသူတော့မသိဘူးကိုကိုကတော့လေအဲ့နေမှာဟဲ့ငါအိမ်သားဆိုရင်ငါအိမ်ယူငါအဲ့လိုမြင်နေရရင်ငါဘယ်လိုခံစားရမလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ အဓိကပြန်လဲထူထောင်ရေးတော့မှာရေအများကြီးဟိုထက်လှူသွားဖို့လည်းရှိရဲကုလဲကုနေရပေါ့နော်တိန်စီကိုအ ਨੇ ဆုံးဒါမဲ့ခန်း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 နဲ့ဘလောက်ဘတ်ဂျက်နဲ့သွားလို့ရမလဲဆိုတာအင်းနဲ့ပြီးတော့လုံနေရလည်းရှိရဲပြီးတော့အခုနောက်လာမယ့်မွေးနေ့မှာလည်းသူတို့အတွက်လည်းရည်ရွယ်ပြီးတော့ရီတစ်ခုခုတော့ပို့ပေးပြန်အောင်ပို့ပေးပါဦးမယ်ဟုတ် အခုမှရီကပြန်စတာလို့ပြောလို့ရတာပေါ့နော်ရှေးလာဒီအားလုံးလည်းတည်ထားတယ်ငလျင်ပေးကိစ္စတွေလည်းရှိတာရောကိုကိုရိုင်လည်းဟိုပျက်စီးဆုံးရှုံးတော့မရှိပါမဲ့စိတ်ထဲမှာအဆင်မပြေတော့လေအဲ့ဒါကြောင့်မို့ခဏနားပြီးတော့ငလျင်ပေးပဲလိုက်ကူဖြစ်တယ်အခုတော့ဒီဒီအပိုင်းမှာတော့ commercial လေးတွေပြန်ရိုက်ပြီးတော့ပြန်စနေပါပြီဟုတ်ဖြစ်ရှင်တော့ရီကအဲ့ဒီငလျင်မလှုပ်ခင်28နှစ်မတိုင်ခင်မှာရီကအောင်ပန်းကိုအလဲလာပေါ့နော်အလုတ်ကိစ္စလေးတွေလည်းပါတယ်ရောက်နေတဲ့အချိန်မှာရီကိုရိုင်လည်းအိမ်မှာဟိုငလျင် လျင်ဖြစ်တဲ့အချိန်မှာရှိရအဲ့မှာရှိတဲ့အချိန်မှာအစကတော့တိတ်မတိဘူးဒါပေမဲ့ကိုယ့်နေရာမှာကိုရီးယားကျရှူတင်ရောက်နေရှူတင်မှာကျကွင်းမီရင်ဖြစ်နေတော့တိတ်မတိလိုက်ဘူးဒါပေမဲ့ပြေးလဲပြီးသွားရောပြန်လဲ ထွက်လဲထွက်လာရှူတင်လဲပြီးွားအောင်အဲ့မှာရှိရတကယ်အထင်ကြီးဟိုတယ်အောင်မန်းဟိုတယ်အစားလုံးဝပြိုသွားတာအဲ့ဒီမှာလူတွေလဲပါရပေါ့နော်ဆိုတော့အဲ့ဒါတွေအများကြီးအများကြီးကိုကြုံပြီးရဲ့အချိန်မှာကျတော့အကူမရမယ်ဆိုပြီးအရင်ဆုံးအင်းလေးဘက်ကိုသွားခဲ့တယ်အဲ့အင်းလေးမှာကျတော့အင်ရှီရွာတွေအများကြီးကတော့ အာပြိုကြရတယ်ဒါမဲ့ရီတို့ကျတော့လေအကုန်လုံးဘက်ကိုမတက်နိုင်တော့စဉ်းစားလိုက်တာတရွာရောပဲတေချာကိုနိုင်တဲ့လောက်ရွာလေးမှာပဲတေချာအာပြန်လဲထူထောင်ရေးရောဒီစာနေရိတ်ခါဖူလုံရေးရောအကုန်လုံးပြေးမယ်ဆိုပြီးရီသွားပြစ်ခဲ့ပါတယ်ဟုတ်အဲ့ဒီမှာလေရောက်ရောက်ချင်းမှာရီကလေအရင်နဲ့က အင်းလေးကိုအရန်ဟိုသွားရအရန်ပြောတဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီခေါက်သွားခရေရလေးအဲလေစိတ်မှာဆိုလဲအဲ့လိုဘယ်လိုပြောမလဲအကူကြီးလိုချင်လို့စောက်နေတဲ့သူတွေရွာသားတွေအများကြီးမှအများကြီးရှိတယ်ပြီးတော့တချို့တွေဆိုလို့ရှိရင်လည်းပေါ့နော်ဟိုရရဲကျွန်တော်တို့လာသာလူပေးပါဘာမှမဟုတ်ဘူးလဲမပေးနဲ့ဆက်လီဘူးလဲမပေးနဲ့ပေါ့နော်အထီးကကျွန်တော်တို့ရွာသားတွေအဆင်ပြေသွားရင်ရရဲဆိုတော့အတန်လေးတွေကြတော့စိတ်မကောင်းအကုန်လုံးကကိုယ်မှာကိုယ်ပဲရှိပြီးကိုယ်ရရဲဆိုတော့ပုံစံပေါ့နော်ပြီးတော့ရောက်သွားတဲ့အချိန်မှာလည်းဟိုကုန်းမဟုတ်ပဲနဲ့ရေပြင်ဖြစ်တဲ့အတွက် ကြောင့်မလို့ဟိုသူတို့ကအိမ်ပြွားလဲရတယ် channel စိမ့်အိမ်မယ်ဆိုလုံးလို့မရအောင်အိမ်တွေကလည်းတော့ဘလို့လဲခြေတန်းရှိအိမ်တွေကလည်းခြေတန်းလေးတွေပဲရှိတော့တာတချို့အိမ်တွေဆိုခြေတန်းတော့မရှိတော့ဘူးအဲ့လိုရေးပေါ်မှာပြင်သူတို့တော့အပြင်တောင်ပြားလေးတွေပေါ့နော်အဲ့ဟာလေးတွေပဲရှိတော့တာဆိုတော့တော်တော်စိတ်မကောင်းဖြစ်ရတယ်အဲ့တော့သူတို့ကဘလို့နေကြလဲဆိုတော့တရွာလုံးပြိုသွားပြီဆိုရင်ရွာရဲ့အဲ့မှာရှိတဲ့ကုန်းမြင့်လို့ဖြစ်နေတဲ့ဟာလေးတစ်ခုမှမအဲ့လိုအမိုးကြီးတွေထိုး ိုးပြီးတော့အကုန်လုံးစုပြီးတော့အဲ့လိုရှင်ကြိုက်လဲဘာမှအကာအကွယ်မရှိပါတော့အဲ့လိုနေရာမီးလည်းမရှိဘူးဆိုတော့ဟိုသူများရဲ့ထက်လည်းမီးရဖို့ပိုခက်ခဲတယ်ဆိုတော့လေတော်တော်တော့အဲ့မှာတော့တော်တော်ခက်ခဲကြတယ်ဟုတ်သူ့နဲ့ရောဟုတ် လှူဒါန်းမှုတွေအနေနဲ့ကတော့ရီအရင်ဆုံး refunds လေးတွေရော ပြီးတော့ကိုကကြတော့ public influencer ဖြစ်တဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအာပတ်စံလေးတွေကောက်ခဲ့ပေါ့နော်ကောက်ပြီးသွားတဲ့ချိန်မှာတော့ရီတို့ကအရင်ဆုံးဘာကို target ထားလဲဆိုတော့ပြန်လဲထူထောင်ရေးအတွက်ကတော့အာအများကြီးကုန်ကြမှာဖြစ်တဲ့အတွက်ရီမနိုင်နေတော့အရင်ဆုံးဒီစားနပ်ရိက္ခာနဲ့နေမှုထိုင်မှုဆင်ပြီးဖို့ပေါ့နော်အဲ့တော့ပြီးအရင်ဆုံးဒီအာဆိုလာမီလုံးအကြီးတွေကိုလှူဖို့အတွက်အရင် target ထားရဲဆိုတော့တရွာလုံး လင်းနိုင်မယ်တရွာလုံးအတွက်ဖူလုံမဲ့ဆိုလာဒီကိုအရင်ဝယ်ပြီးတော့ဒီ sense လိုအပ်တဲ့နောက်ဆုံးဘာအစပါလဲဆိုရင်ဟို coffee တော့ကအစပါတယ်တချို့လူတွေဆို coffee ရန်တောက်ချင်တယ် coffee ဆွဲနေတဲ့သူတွေဆို coffee မတောက်အောင်မှာဆိုလို့အဲ့ဒါလေးကအစပါရဲခေါင်းလျှော်ကြီးအဆုံးပေါ့နော်အဲ့လိုမျိုးအကုန်လုံးလေးတော့အသေးစိတ်ကိုပြီးတော့ အင်ချီ100ကျော်150နီးပါးလောက်ကိုဖူးဖူးလုံးလုံးနဲ့ထားပေးနိုင်ခဲ့ပါတယ်ဟုတ်စိတ်မကောင်းဖြစ်လာမျိုးဆိုတော့တလာလုံးဘာလုံးမမလုံးနိုင်တာဒါလုံးဝရီတော့အကြီးမားဆုံးပဲပေါ့နော်ရီကဒီလုံးကိုလည်းဝါနာလည်းပါတယ်ပြီးတော့ဟို passionate လည်းဖြစ်တာဖြစ်တယ်တော့အများရန်ဟိုပရိသတ်တွေနဲ့တူတူတသားရဲဖြစ်နေဖို့အများရန်စူးစမ်းရတဲ့သူတယောက်ဒါပေမဲ့ဒါမျိုးတွေဖြစ်သွားတဲ့အချိန်မှာရီမှာဘာမှလည်းလုံးချင်ကန်ရှင်စိတ်လည်းမရှိဘူးပေါ့နော်အဲ့အချိန်မှာတကယ်ကျေးဇူးတင်ရမှာတော့ရီနဲ့အလုပ်တူတူတွဲလုံးနေ client န်စီပေါ့နော်အရန်ကျေးဇူးတင်မှုကောင်းနေရတယ် re ကြိုက်တဲ့လောက်သာအချိန်ကိုရွှေ့ပြဿနာမရှိဘူး re ပြန်စားပြီဆိုတော့မှသာပြောအမားတို့အကုန်လုံးစောင့်မယ်ပေါ့နော်ဆိုတော့အဲ့တလားလောက်နေပါတော့ re ဒီဘက်မှာနည်းနည်းရိုက်ဆရာရှိတဲ့အတူလေးတွေအဲ့လိုရုပ်ရှင်လေးအတူလောက်ပေါ့နော်ကိုလှုပ်ပေးရမယ့်ကိစ္စလေးတွေလောက်ပဲလှုပ်ဖြစ်တယ်လုံးဝကြော်ညာပေးရမယ့်ဟာ public online ပေါ့ချက်ချင်းတင်ပေးရမယ့် commercial အားလုံးကိုဒီလုံးဝနားလိုက်ပြီးတော့စိတ်ကောလူကောလည်းနားယူပဲပြီးတော့ ိုလူအောင်ငွေအောင်ရီကူနေခဲ့ပါတယ်ဟုတ်ပြီအဲ့ဒါအတွက်က plan တွေကဆွဲထားပြီးသွားပြီးအခုကစားနပ်ရိက္ခာအတွက်တော်တော်များများလည်းအရောက်ပေါက်များတဲ့အတွက်သူတို့ပြန်ဖူလုံလာပြီးပေါ့နော်အဲ့တော့အဓိကကမပြေလည်သေးတာကြတော့หนีဖို့အိမ်နေအိမ်နေကကြတော့ပြန်ပြင်ဆောက်ရမှာမဟုတ်ဘဲနဲ့တလုံးလုံးအစ်စ်ကပြန်ဆောက်ရမယ်အနေထားရှိရပေါ့နော်ပြီးသွားလူတော်ကမှတ်မှတ်ရရဆိုရင်ဘာလဲဆိုအဲ့အဖွာတယောက်ဆိုပြီးလာတော့ပြီးတော့သူကပြုံပြုံလေးပဲလာခေါ်လာခေါ်ပြီးတော့ပုံမှန်ကြီးရဲ့ အဲ့ဒါအဖွားအိမ်နဲ့ပြိုသွားတာဆိုပြီးတော့လေလှမ်းပြတဲ့အချိန်မှလေဝလုံးလေးတစ်တိုင်းပဲရှိတော့တယ်ရေပေါ်မှာဝလုံးလေးတစ်တိုင်းပဲရှိတော့အချိန်မှလေသူတော့မသိဘူးကိုကိုကတော့လေအဲ့နေမှာဟဲ့ငါအိမ်သားဆိုရင်ငါအိမ်ယူငါအဲ့လိုမြင်နေရရင်ငါဘယ်လိုခံစားရမလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ အဓိကပြန်လဲထူထောင်ရေးတော့မှာတွေအများကြီးဟိုထက်လှူသွားဖို့လည်းရှိတယ်။ကုလဲကုနေရပေါ့နော်။တအင်းစီကိုအအနည်းဆုံးဒါမဲ့ခန်း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 နဲ့ဘလောက်ဘတ်ဂျက်နဲ့သွားလို့ရမလဲဆိုတာအင်းနဲ့ပြီးတော့လုပ်နေရတယ်လည်းရှိတယ်။ပြီးတော့အခုနောက်လာမယ့်မွေးနေ့မှာလည်းသူတို့အတွက်လည်းရည်ရွယ်ပြီးတော့ရီတစ်ခုခုတော့ပို့ပေးပြန်အောင်ပို့ပေးပါအောင်မယ်ဟုတ် ်ဟို read သွားခဲ့တဲ့အင်းလေးဒေတာမှာတော့လေအရန်ထူးဆန်းတာကောင်းတာ read ကိုတောင်သူကပြန်ပြီးတော့ဝမ်းမနေဘူးပြောနေကြတာရရဲပြဿနာမရှိဘူးလိုပဲပေါ့နော်အရန်ရင်ကျက်ကြရတယ်တရွာလုံးခလေးတွေအစားလေးပျော်ပျော်လေးပဲအဲ့လိုမျိုးဟိုဝမ်းနေတာတော့လူတိုင်းဝမ်းနေတာပေါ့နော်ကိုယ်အိမ်ဖြစ်သွားတာဖြစ်တဲ့တော့ဝမ်းမနေတဲ့သူဆိုတော့မရှိဘူးဒါပေမဲ့အဲ့လိုစိတ်ကိုပျော်ပျော်လေးပဲထားမငုံနေတိရမှာအလှလုံးနေအလှလာလို့တာအဲမင်းသမီးအလှပြက်လို့မရဘူးအဲ့လိုမျိုးလေးပြောတာဆိုတော့ဟိုတကယ်ကိုကတော့ပြန် န်ပြီးတော့ဟိုပျော့ညံ့နေမိခဲ့ရပါဘောเนาะဆိုတော့ဘာပဲဖြစ်ဖြစ်အကုန်လုံးဒီဟိုအိုးအိမ်နေပြူတာပဲဖြစ်ဖြစ်ပေါ့เนาะဆုံးရှုံးမှုတွေရှိခဲ့ရပြီနောက်ဆုံးဆုံးရှုံးမှုမရှိခဲ့တဲ့သူတွေမှာတော့မှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိရဲမကူနိုင်လို့စိတ်ထိခိုက်ရတဲ့သူတွေရှိရဲအဲ့လူတွေအကုန်လုံးအဓိကပြောချင်တာငါတင်ထားပါလို့ဒါကိုတွေဟိုမတိတဲ့ကိုတွေဟို control လုပ်လို့မရတဲ့ကိစ္စဖြစ်တဲ့အတွက်ပေါ့เนาะဟောဖြစ်လာတဲ့ပြဿနာကိုပဲအကောင်ဆုံးတူတူအာပြန်ဖြေရှင်းကြမယ်လို့အတင်းနာဖို့ပြောချင်ပါတယ်ဟုတ်